ဆက်အနာရှင်တပ်ကအရေးဖြူမျိုးနဲ့ဂလီအမ်ဘလတောင်းလမ်းပိုင်းမှာလူမှန်လာတွင်အရတာကားတွေကိုချော်ဆွဲပြီးနေရာပြောင်းရွှေ့နေတယ်လို့ကာသမားတွင်နဲ့ဒေသခံတွေကပြောပါတယ်စက်တင်ဘာလ3ပိုင်းမှာတော်လန်ရေးတပ်တွင်နဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးဆက်အနာရှင်တပ်ကနေရာအတီတကျတပ်ဆွဲနေထိုင်တာမရှိတော့တာပါ နေရအတိတကြမနေပဲရာဖုံကျွတ်တလင်းလော့တိုင်းတာမွန်နေ ချောက်ကင်းရွာတွေမှာလှက်လေသွာလာနေတယ်လို့သိရပါတယ်။တေဝမတ်တပတ်ကို လေးရက်လောက်နေပြီးနေရာရွှေ့ချီမှာတော့လမ်းသွာနေတဲ့ကားတွေကိုချော်ဆွဲကာနေရာရွှေ့ကြတယ်လို့ကုတင်ရှင်မောင်တို့ကပြောပါတယ်။ဆရာနာရှင်တပ်သားတွေဟာရွာစဉ်လှက်လေသွာလာနေပြီးရွာသားတို့ကို ခေါ်ယူစစ်ဆေးမေးမြန်းလိရှိတဲ့ပြင်ရဲနဲ့ခံရသူတွေလည်းရှိတယ်လို့ဒေတာအခန်းတွေက ပြောပါတယ်။ ဆရာနာရှင်တန်လှုပ်ရှားသွားလာနေတဲ့အတွေ့တိုက်ပွဲဖြစ်မှာကိုလေဒေသခံတွေကအဆိုရင်နေကြပါတယ်အရင်ကအဲ့ဒီလမ်းပိုင်းမှာ နေရာယူထားတဲ့မော်ရဝတီရှိတာကဆက်အနာရှင်တပ်သားတွေကို ပြန်ရုပ်သိမ်းသွားပြီးလက်ရှိမှာတော့ကလေးအောင်တပ်နယ်ကဆက်အနာရှင်တပ်သားတွေ နေရာယူထားတယ်လို့သိရပါတယ်